့နတ်ပြည်ရောက်သွားတဲ့နတ်သားနှစ်ယောက်ရှိတယ်။အဲ့ဒီနတ်သားနှစ်ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲ။သို့တော့တဦးနဲ့တဦးဟာလှူတဲ့အတိုင်းတပမာဏမတူဘူး။လှူတဲ့ပုံကိုယ်တွေလည်းမတူဘူး။အဲ့ဒါလေးကိုခရုစိုက်ပြီးတော့မှတ်သားထားဖို့။တယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်။ဘိဓမ္မာတရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့ လက်ရပဲနမ်းမှာဖះနဲ့အနီးမေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတ္တနတ်သားကအဘိဓမ္မာတရားလာနာဖို့ဖះနာရောက်နေတယ်အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကုရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနီးပါမှာထိုင်နေကြတယ်တဖြည်းဖြည်းတရားဝဲစတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲ့ဖွဲ့ရောက်လာကြတယ် အဲ့လိုရောက်လာတဲ့အချိန်မှာအိနကနတ္တာကထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်ကုရနတ္တာကျတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုပ်ဆုပ်ပြေးလာတယ်သူတို့ကျတော့အရှိန်ဝါချင်းမတူလို့ရှိရင်သူကရှေ့ရမထိုင်ရဲဘူးเนาะသူ့ဘာသူ့အလိုအလျောက်ကိုအရှိန်ဝါကညံလာတဲ့အခါမှာနောက်ဆုပ်ပြေးတာ နောက်လာလိုက်ဆုပ်ပေးလိုက်လာလိုက်ဆုပ်ပေးလိုက်နဲ့ဆိုဘုရားနဲ့ဆက်နေယူစနာလာဝေးသွားတယ်တယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီဆက်နေယူစနာဝေးသွားတယ်အဲ့ဒီအဝေးလောက်ကျမှသူထိုင်လို့ရတယ်သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုံနောက်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်အင်ကုရဏန္တာကိုလှမ်းမေးတယ်နေပါဦးငါနမ်းမှမထိုင်ပဲနဲ့နောက်ဆုံးဆုပ်ပြီးတော့သွားတယ် အိကနသာတောနာလေးတင်ထိုင်နိုင်တယ်သူကဘုံကိုကြည်တယ်ဘာလု့နော်ဆုပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှုလူပြေမှာလုံးချတာချင်းတူပါတယ်တဲ့အိနကနသာဟာသူကရှင်အနုရုဒ္ဓမထေရယရဟန္တာမထေရကိုဆွမ်းကန်လာတာဆွမ်းတဆွမ်းမဲ့သူလောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံကိုကြည်နေတာသူကတော့ တပီတော်ကတော့တဲ့၁၂နှစ်ကြာထမေးချောင်းစီနေစဉ်နဲ့အမြတ်လူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့တပီတော်ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လည်းလှူလေရတယ်လှူလေရလို့သူရင်ထဲနှလုံးထဲမှာဖြစ်တဲ့တရဟစေရနာရဲ့ဆွမ်းအားလည်းကြီးမားတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တမိုးချီးတယ်သူကတော့လမ်းခင်းကြောက်တယ် ရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေအလူခန့်တဲ့ပုဂ္ဂိုလ်တွေက၅ပါးသီလ